ာပွဲပြီးရလက်ကတော့အာဆင်နယ်၊ဝမ်းစီနယ်၊ဖူအန်သင်းကိုအနိုင်ရရှိသွားတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ပွဲပြီးသုံးသက်ချက်ကိုတင်ဆက်ပေးခြင်းပါတယ်။ပွဲဆက်ဆက်ခြင်းမှာအာဆင်နယ်အသင်းကဖူအန်သင်းနဲ့တူတင်ကိုတင်ကစားခဲ့တယ်။ဖူအန်ကပို့ပြီးတော့တိုက်စစ်ဆင်လာတာကိုကျွန်တော်တို့တွေ့ရတယ်။ပွဲဆက်10မိနစ်မှာဖူအန်သင်းကဂျီမီနက်စ်ကလှမ်းကန်တဲ့ဒေးဗစ်ရာယာပုတ်ထုတ်လိုက်တယ်။ကော်နာရပါတယ်။အဲ့ဒီ10မိနစ်မှာပဲအီဗိုဘီကော်နာကနေလှမ်းတင်တဲ့17မိနစ်မှာ ဘောလုံးပြန်ကြလာတယ်ခေါင်းတိုက်ပြီးတော့ကာနေပိတ်သွင်းတယ်။ဇူဗီမန်နီတက်ထိပြီးပြန်ထွက်သွားတယ်။အဲဒီလုံးဝဇူဗီမန်နီကအိုင်နာမရှိရင်ကိုးသွားပြီ။ဒါကတော့ဇူဗီမန်နီနေရာဥမှန်တယ်လို့ခေါ်ရမှာပေါ့။ဖူအန်ဖိလာဖူအန်ဖိလာ14မိနစ်မှာညာနောက်ခံလူဂျူလန်တင်းပါကနေတင်ပေးလိုက်တဲ့ဘောလုံး Trossos ထိန်းနဲ့ထိန်းပြီးတော့ Calavio ကိုချပေးတယ်။ Calavio ချပြီးတော့ Calavio ရတဲ့အလုံးကိုအပိုင်ခွင့်ရေးအနေနဲ့ Calavio လီနိုရဲ့ဘယ်ဘက်ထောင်းအပြင်းကန်တွင်တယ်။ကိုကကိုးွားတယ်။ဒါမဲ့ လူနေနဲ့ကြော်နေတယ် VR စနစ်နဲ့ကြည့်လိုက်တော့လူကလည်းအစာတည်းကြော်နေတာပါပဲဒါပေမဲ့ color view တွင်းနဲ့ကိုကတော်တော်လာတယ်တော်တော်လေးပြင်းထန်တယ်ကိုကမဖမ်းနိုင်အဲ့မှာ Arsenal တို့တလုံးနဲ့နားတယ်အဓိကကတော့ဆန်နာဆော့ဝါတဲ့သဘောပါ color view တွေတော်တော်ကောင်းပါတယ်အဲ့လို24မိနစ်မှာဖူအန်တင်းဟာဝေဆန်ရဲ့အပိုင်ကိုတကူရရှိခဲ့တယ်ဝေဆန်ကဖူအန်တင်းဘယ်တောင်မှန်ကနေအပြင်းကန်သွင်းတာဘူကာအိုဆာကာစတိုင်နဲ့တူကန်သွင်းတာတော်တော်လေးကောင်းပါတယ်ဒါပေမဲ့ဘောလုံးကဘေးထွက်သွားတယ် အဖမ်းစရာတော့မလိုမိနစ်30မှာ king ဆိုတဲ့လူငယ်ကစားသမားလေးကလှမ်းကန်လိုက်တယ်မထင်မှတ်တဲ့အလုံးပေါ့နော်အဲ့ဒီလုံးကဂူဒမဒေးဗစ်ရာယာကိုပေါက်တဲ့ကိုကြာလာတယ်ဒေးဗစ်ရာယာပုတ်ထုတ်လိုက်တယ်အဲ့ဒီလုံးကတော်တော်ကြီးကိုဂိုးရဖို့အခွင့်အရေးရှိခဲ့တယ်ဒါပေမဲ့ dry safe ခဲ့တဲ့အတွက်ပွန်သိန်းနေနဲ့တကူးနဲ့နာသွားတာဖြစ်တယ်36မိနစ်မှာတော့ဘူကာအိုဆာကာနဲ့ AC ရဲ့တွဲလုံးကနေဘူကာအိုဆာကာဘီတာယိုဂရက်စ်ပီလန်ကြောင့်နဲ့ထိုးပေးတယ်ဘီတာယိုဂရက်စ်လွတ်သွားတယ် 1 to 1 finish ကန်ရတယ်။ Vitayogas အပြင်းလန်းကန်တယ်။ Lino ပုတ်ထုတ်လိုက်တယ်။ဒီလောကလောက goal ပါမှာ။ဒါမဲ့ Vitayogas ကန်တဲ့ကန်ချက်နဲ့ Lino ပုတ်ထုတ်တာနဲ့ကွက်တိကြတယ်။ Lino လည်းနေရာယူမှန်တယ်လို့ Vitayogas လည်းကန်ချက်မှန်တယ်။ဘောလုံးကတော့မ goal တာကတော့မတက်နိုင်ဘူးပေါ့နော်။ Vitayogas တော်တော်ကောင်းပါတယ်။ Fuan အသင်းအနေနဲ့ပထမပိုင်းမှာ ကစားအားလေးတော့ရှိတယ်။ဒါမဲ့ပထမပိုင်းကြောက်ပဲသူ ကစားနိုင်တယ်ပြီးတော့ နာကျင်ချိန်မူ6မိနစ်ပေးတယ်52မိနစ်မှာဘူဂါအိုဆာကာနဲ့တင်ပါတွဲလုံးကနေဘဲတောင်းမှာအခွင့်အရေးတစ်ခုရတယ်တင်ပါဘူဂါအိုဆာကာကိုပေးလိုက်တယ်ဘူဂါအိုဆာကာကဒီကလန်ရိုက်ကိုချပေးတယ်ဒီကလန်ရိုက်အပြင်းကန်သွင်းတယ်ဒါမဲ့ဘောလုံးကဝေးဝိုက်ပြီးဘေးထွက်သွားအဲဒီလုံးသာကိုရင်အာဆင်နယ်အသင်းကပထမပိုင်းမှာဝေးစော်ဦးကိုတကူရမှာဒါလုံးဝကိုအာဆင်နယ်အသွင်းနဲ့လစ်လာတယ်လို့ခေါ်ရမယ်ဒီကလန်ရိုက်ကန်နေကြဘောလုံးမှာအဲဒီလုံးကကိုးရမှာဒါမဲ့မကိုးဘူးပေါ့အဲ့မှာပထမပိုင်းပြီးသွားတယ် ထမပိုင်းအနေထားအရကြည့်မယ်ဆိုရင်တော့နှစ်သင်းစလုံးကတူတင်ကိုတင်ကစားကြတယ်။ဒါဆိုရင်ကျွန်တော်တို့ဒုတိယပိုင်းကိုကြည့်မယ်။ဒုတိယပိုင်းမှာဒုတိယပိုင်းပွဲဆက်ဆခြင်းမှာဂူဂါဥစားကတကူတော့ဆွဲပြေးတယ်။ဂူဂါဥစားကဆွဲပြေးပြီးတော့ကစားသမားနှစ်ယောက်လောက်ကိုလိန်ပြီးတော့ area ထဲရောက်သွားတယ်။ဘေတောင်မန်ကနေဂူဂါဥစားကဗီတာယောဂရက်ကိုထိုးပေးဖို့အမြဲတမ်းကြိုးစားတယ်။ဒါပေမဲ့ဗီတာယောဂရက်ကလဲသွားတယ်။အဲ့ချိန်မှာနောက်ကဇူဗီမန်ဒီကတက်လာ။ဇူဗီမန်ဒီတက်လာဇူဗီမန်ဒီကိုထိုးပေးတယ်။ဒါပေမဲ့ဇူဗီမန်ဒီကအဲ့မှာနေရာယူမမှန်တော့ နောက်ကလူနဲ့ထိပြီးတော့ကော်နာပဲဖြစ်သွားတယ်။အမမန်သာအဲ့ဒီကိုးတာဇူဘီမန်ဒီခြေရဲရောင်းအဲ့ကိုးကကိုးတယ်။အဲ့မှာအာဆင်နယ်တလုံးနဲ့နာတယ်။အဇူဘီမန်ဒီနေရာယူမမန်နာလို့ပဲခေါ်ရမှာပေါ့နော်။ပူကာဥစားကဒီနေ့မှာတော်တော်လေးကစားတာကျွန်တော်တွေ့ရတယ်။ဒုတိယပိုင်း58မိနစ်မှာပူကာဥစားကကော်နာတလုံးရတယ်။ပူကာဥစားကကော်နာကိုအဲ့ဒါနဲ့တင်ပေးလိုက်တဲ့ဂါဘရီယယ်ကောင်းပေါ်ရှက်ကြတယ်။ဂါဘရီယယ်ကချပီးလို့ဖြစ်ပြီးတော့ t r o s s e r ရှိကိုဘောလုံးကြား t r o s s e r အပိုင်ပိတ်သွင်းပြီးတော့ Arsenal ပွေစောအုပ်ကိုတကူရရှိခဲ့အဲ့မှာ Arsenal 1-0နဲ့စတင်ဥဆောင်နေအဲဒီနေ့ပွဲမှာပထမပိုင်းမှာဆိုရင်ဘူကာယိုဆာကာရဲ့တွဲလုံးကနေဂိုးရဖို့တော်တော်ကြီးကိုကြိုးစားခဲ့တာဖြစ်တဲ့အဲပထမပိုင်းမှာဘေတောင်မန်ထိုးပေါက်မှုအကျဉ်းကြီးအတွက်က40ရာခိုင်နှုန်းကျော်ရှိတယ်။ကွင်းလယ်ကနေ35ရာခိုင်နှုန်းရှိတယ်။အဲညာတောင်မန်ကနေကတော့25ရာခိုင်နှုန်းကျော်ပဲရှိတာကိုကျွန်တော်တို့တွေ့ရတယ်။ ်ဘူကာအိုဆာကာဘက်ကပုံမှန်ဖောက်တယ်ပုံမှန်တိုက်စစ်ဆင်တာကိုကျွန်တော်တို့တွေ့ရတယ်ဆက်စပီဆိုရတဲ့အာဆင်နယ်ဂိုးရပရီးမီးယားလိမှာမနေတော့ပါဘူးဒီပွဲလဲဆက်စပီကပဲဂိုးရခဲ့တာပဲအဲဒီနေ့ပွဲမှာအာဒီဒါအနေနဲ့ကွင်းလယ်တိုက်စစ်နေရာမှာလူဘိုဖြစ်နေတဲ့အစီကိုထုတ်တယ်62မိနစ်မှာမာရီနိုကိုထည့်တယ်ဒါမှန်ကန်နဲ့လှုပ်ရအာရီနိုကိုထည့်လိုက်တဲ့အချိန်မှာရော့ကတ်စ်ကိုပထုတ်ဘူးဆိုတော့ကျွန်တော်သိကြပါပြီအာဆင်နယ်4-2ပြန်ကစားပြီး မာရီနိုယော့ဂရက်ကိုအထောင်ထားတယ်။မာရီနိုယော့ဂရက်ကအထောင်တွဲထားလို့အလုံးမဖြစ်ဘူး။ဘာကြောင့်အလုံးမဖြစ်ဘူးလဲဆိုတော့မာရီနိုကလည်းတိုက်ဆက်အားတန်းတယ်။ယော့ဂရက်ကလည်းတိုက်ဆက်အားတန်းတယ်။သူတို့နှစ်ယောက်တွဲလို့မမိသေးဘူး။အဓိကစာကာနဲ့ယော့ဂရက်တွဲနေတဲ့အနေအထားမှာစာကာယော့ဂရက်ချိတ်ဆက်မှုပဲရှိသေးတယ်။ယော့ဂရက်ကတဆင်ပြီးတဆင်ပွဲတွေ့ကြုံယူရမယ့်အနေအထားတခြားလိဂ်တွေမှာပွဲတွေ့ကြုံရခဲ့ပေမဲ့အာဆင်နယ်မှာပွဲတွေ့ကြုံလိုသေးတဲ့အတွက်ကြောင့် မာရီနိုလောက်တော့ချက်ချင်းအံဝင်မှာမဟုတ်ဘူးတွဲသုံးလို့လည်းအဆင်မပြေတော့သူဒါပေမဲ့အာဒီတာထိတ်ကန်ကျွန်တော်ကသဘောကျလားဆိုတော့ကွင်းလဲမှာလူပိုဖြစ်နေတဲ့ SEO ထုတ်လိုက်တော့တော်တော်သဘောကျတယ်ဟိုဘက်အသင်းကလည်း SEO ထုတ်ပြီးတဲ့နောက်ပိုင်း63 64မှာလူစားတွေလဲလာလူစားတွေလဲလာတော့စမေရိုးထဲတာစမေရိုးထဲတာကလည်းဘာမှတိတ်ပြီးတော့ထွေထူးဖြစ်မလာပါဘူးဒါပေမဲ့65မိနစ်မှာဘူကာဟုစကာကတကူတော်စွမ်းရင်နဲ့ဘောလုံးကိုဆွဲထုတ်လိုက်တယ်ဂိုးအေရီယာနာမှာ အရန်လူစင်းကနေဝင်လာတဲ့ကီဗင်ကဖြတ်ထုတ်တယ်သူဖြတ်ထုတ်တာဖြတ်ထုတ်ဖို့ကြမ်းတယ်ဒူးဒူးချင်းတောင်ထိပြီးတော့ဖြတ်ထုတ်တာပိုင်းရိုက်တယ်လို့ဖြစ်သွားတယ်ဒါပေမဲ့ဘောလုံးထိတယ်ဒူးထိတယ်အဲ့ဒါကိုဒိုင်နူကြီးအန်တိုနီတီလာကပယ်နတီပေးတယ်အန်တိုနီတီလာပယ်နတီပေးပင်မဲ့ဗီယာဒိုင်အကူဒိုင်နေကဗီယာကြည့်မယ်ဆိုပြီးအန်တိုနီတီလာကိုပြန်ခေါ်တယ်ပြန်ခေါ်တော့အန်တိုနီတီလာသွားကြည့်တယ်သွားကြည့်တဲ့အချိန်မှာဒူးနဲ့ထိတာကိုမြင်တယ်ဘောလုံးထိတာကိုမြင်တယ်ဒါပေမဲ့ ကျွန်တော်ကအစတုန်းကပယ်နယ်တီမပေးဘူးဆိုတော့ဖောင်းရမယ်ထင်တာပယ်နယ်တီအေရီယာထိတ်မှာဘောလုံးကစီးပေါ်မှာဆိုတော့အော်ဖောင်းတော့ကန်ရမှာပဲဆိုပြီးကျွန်တော်ထင်တယ်ဒါပေမဲ့ပယ်နယ်တီလည်းမပေးခဲ့လို့အန်တိုနီတေလာဖောင်းလည်းမပေးခဲ့ဘူးဒီဖောင်းကိုဟန်ဆောင်လဲချတယ်ဆိုပြီးတော့ဖွံအသင်းကိုပဲဖောင်းပေးလိုက်တယ်အာဆင်နယ်အဲ့ဒီအလုံးဝသာပယ်နယ်တီရခဲ့အာဆင်နယ်တူးစီစောကြီးရဲ့ပြတ်တယ်ရင်ခုန်ပြီးကြည့်စရာမလိုဟုတ်ဒိုင်းအနေနဲ့လည်းအဲ့လောက်ကြီးလည်းမလုတ်တင်ဘူးလို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ ရီးမီးယားလီမှာအာဆင်နယ်အသင်းကိုဒိုင်းနေနေနဲ့အဝေးဝန်းပွဲစဉ်တွေမှာမျက်နှာသာမပေးတာကိုကျွန်တော်ဒီနေ့ပွဲမှာတော်တော်မြင်ရတယ်။ပြီးခဲ့တဲ့နယူကာဆယ်ပွဲမှာလည်းမြင်ခဲ့ရတယ်။ဒါပေမဲ့ဒီနေ့ပွဲမှာလည်းမြင်ခဲ့ရတယ်။အနှစ်ကြိမ်တော့အခွင့်အရေးမပေးခဲ့တာ။အဲ့နှစ်ကြိမ်လုံးက fouls ဟိုဖူအန်တဲကမာကိုသေးဗားလူသားလဲတယ်ကစားသမားတွေထဲ့တယ်ထုတ်တယ်သူလှုပ်ချင်တာတွေလှုပ်တယ်ဒါပေမဲ့ဖူဟန်ရဲ့ကစားအားကပထမပိုင်းမိနစ်30နောက်ပိုင်းမှာကျသွားပြီ ပထမပိုင်းမိနစ်30လောက်ပဲဖူအန်တသိန်းလုံးကကစားနိုင်တယ်တိုက်စစ်ဆင်နိုင်တယ်တိုက်စစ်ကစားရတယ်တိုက်စစ်ကစားတတ်တယ်ခံစစ်မကစားတတ်ဘူးဖူအန်အခုအဆင့်14ရနေအောက်ကျသွားနိုင်တာပဲအမ်အာဆင်ငင်းနဲ့မတိုင်ခင်တော့အဆင့်14ပဲကန်ခဲ့ရတာအဲအဆင့်14ရတာလည်းဖူအန်အသင်းရဲ့တက်လုံနေတဲ့ကစားကွက်ပေါ်မှာမူတည်တယ်လို့ကျွန်တော်ထင်တယ်ဒါကတော့ဖူအန်ပိုင်းပေါ့နော်ဖူအန်လိုအသင်းကိုကျွန်တော်တို့ဒီရာဒီမှာနိုင်တာကတော့ဂုံယူရမယ်။ဘာကြောင့်လဲဆိုတော့ဖူအန်အသင်းက နှစ်တိုင်းဒုက္ခပေးခဲ့တာဒီနှစ်ပြန်နိုင်တယ်ဆိုတော့ဒါကတော့တကယ်ကိုအချိန်ခါကောင်းပဲပေါ့နော်ကျွန်တော်တို့အဆင့်တစ်ပြန်ရတာပေါ့80မိနစ်မှာ Thor Thor Stein Martinelli ကိုလဲလိုက်တယ် Martinelli ကိုလဲပြီး Martinelli ဤနဲ့ကစားတယ်အဲ Martinelli နဲ့ကစားတော့ Zubimendi လမ်းတင်ပေးတဲ့ဘောလုံး84မိနစ်မှာတင်းမထိန်လိုက်တယ်ထိန်ပြီးတော့တင်းမ Yogres ကိုပေးရမှာ Yogres ကိုမပေးဘူး Yogres ကလည်းဟိုလူပေးရင်အမြဲတမ်းလဲနေတော့ Martinelli ကိုတင်ပေးလိုက်တော့ Martinelli က တော်တော်လာတယ်ဘိုက်စကယ်ကကန်သွားကန်သွားတော့ခံစမ်းမှုပြည့်တဲ့ဘက်စီနဲ့ထိတယ်ဘက်စီရဲ့လက်နဲ့ထိတာလက်နဲ့ထိတဲ့အချိန်ဒါတခုမှအဲ့အလုံးကလည်းဖောင်းမယ်အဲ့တော့အန်တိုနီတေလာကြီးရဲ့လုံးဝရှော်သွားတယ်ဒီအလုံးကလည်းလုံးဝပဲအက်ဆီဒန့်ပဲတဲ့လုံးဝ no foul ဆိုပြီးရှော်သွားအမှန်မှန်ဘောလုံးကိုလက်နဲ့ထိတာလုံးဝအသိစားကြီးဒါပေမဲ့အန်တိုနီတေလာက penalty area ထဲမှာဒီနေ့ပွဲမှာနှစ်ဂိုးတော့အာဆင်နယ်ကို VAR ကိုလစ်လျူရှုခဲ့တာကိုတွေ့ရတယ်တကူက VAR ကြည့်တယ် ဟန်ဆောင်လဲကြရပြောတယ်နောက်တကူကြတော့လက်နဲ့ထိကြအောင် VR လုံးဝပေးမကြည့်ဘူးအဲလုံးကျင်နိုင်အောင်လုပ်တာအာဆင်နယ်ဝမ်းစီးတဲ့နိုင်နေတာဝမ်းဝမ်းပြန်ဖြစ်မလားဆိုပြီးတော့အန်တိုနီဒေလာဖန်ပြီးနေတာကျွန်တော်အဲ့လိုတော့မြင်တယ်ကျွန်တော်တို့ကတော့ရင်ကုန်ဆိုတော့ကြည်ရတာပေါ့ဝမ်းစီးနဲ့ကျွန်တော်တို့ကသုံးမှတ်ရတာနေပြီဝမ်းစီးနဲ့ AC ပဲစင်ပေါ်ရပဲမန်စီးတီးအပေါ်ရောက်နေပြီမန်စီးတီးနဲ့သုံးမှတ်ကွာ AC ဖြစ်နေပြီဒါကတော့ AC ပေါ်ဒီကြရတော့ဒါပေမဲ့တပွဲလုံးရင်ကုန်ပြီးကြည်နေရတာတော့တိတ်အဆင်ပြေကျွန်တော်တို့ကနောက်အပတ်ပွဲတွေဆိုလဲကျွန်တော်တို့က သုံးဘွဲလုံးအိမ်ကွင်းကံရမယ်အိမ်ကွင်းမှာအက်လက်တီကိုပြီးရင်ခရစ်စတယ်ဘယ်လစ်ပဲခရစ်စတယ်ဘယ်လစ်ကခြေတက်နေတဲ့အတင်းဒါမဲ့ကျွန်တော်အာဆင်နယ်အိမ်ကွင်းကံရမယ်အတွက်ကြောင့်တိတ်ဆိတ်မပူ Brighton နဲ့လည်းအိမ်ကွင်းကံရမှာ Brighton ကတော့ Calvin Flap ပြန်တာမရှိဘူးခရစ်စတယ်ဘယ်လစ်ရဲ့ပွဲကနိုင်ဖို့လိုတယ်အက်လက်တီကိုထက်ရေးကြည့်တယ်အက်လက်တီကိုရောခရစ်စတယ်ဘယ်လစ်ကိုနိုင်နေတယ်ဆိုရင် Calvin Flap ကိုအရန်လူနဲ့ကံအာဆင်နယ်အဆင်ပြေလောက်တယ် မာတင်နယ်လီဝင်ပြီးမိနစ်60ကျော်လဲဖူအန်ကစားနေတော့မှကစားနေတာပဲရှိတယ်တိုက်စစ်ကတိတိတသာရှင်းပြိုင်နိုင်စွမ်းမရှိဘူးဟိုဂိုးပေါက်လဲချင်းချောက်နိုင်စွမ်းမရှိဘူးအဲငါချင်းချင်းဘူ6မိနစ်တောင်ပေးတယ်ဗျာငါချင်းချင်းဘူ6မိနစ်ပေးတဲ့အနေအထားတစ်ခုမှာဒိုင်းလူကြီးတွေအနေနဲ့ဟိုအရန်ကြီးကိုဖူအန်ငဲ့ညာတယ်လို့ကျွန်တော်မြင်တယ်ငါချင်းချင်းဘူ6မိနစ်မှာ93မှာဘူကာဥစာကအကလည်း ထမပိုင်းကလိုပဲ Vita Jokres ကိုထိုးပေးတယ်အဲ့ထိုးပေးလိုက်တဲ့ဘောလုံးကို Vita Jokres အပြင်းကန်တယ်ဒီနိုကအဲ့အတိုင်းပဲပြန်ပုတ်တယ်ပုတ်တာမှပြန်ကျလာတဲ့ဘောလုံးကို Martin Lee ကအယမ်းမြန်တော့ပြေးပိတ်တာ ပြေးပိတ်တာကိုလည်းလီနိုထပ်ပုတ်ပြီးတော့ကော်နာဖြစ်သွားတယ်အဲ့အလုံးကတော့ဝင်သင့်တယ် Martin Lee လည်းပိတ်တာပဲလီနိုကတအားကောင်းတယ်ဒီနေ့လီနိုပုတ်တာ basic ဒီနေ့တအားများတယ် Arsenal ရဲ့ short on target ဒီနေ့၅ချိန်တောင်ရှိတယ်ဒီ၅ချိန်မှာတကိုးပဲသွင်းနိုင်တယ် တကူကလည်းလီနိုဟိုဘက်ရောက်နေလို့ထော့ဆော့ရှေ့ဘောလုံးကြလို့ဝင်သွားတဲ့အလုံး။ဒါပေမဲ့ကျွန်တော်တို့ကဟိုဆက်ဆွိစ်ကနေဂိုးရနေကြအတင်းဆိုတာပြဿနာမရှိဘူး။ဒါဆိုရင်ပွဲပြီးသုံးသက်ချက်ကိုကျွန်တော်တင်ဆက်ပြီးပြီဆိုတော့ဒီနေ့ပွဲမှာဘသူတွေလိုနေလဲဘယ်ကစားသမားတွေအံမဝင်ဘူးလဲဆိုတော့ကျွန်တော်တစ်ချက်စဉ်းစားမယ်ကျွန်တော်တို့ကြည့်ရတဲ့လောက်ကောဒီနေ့ပွဲမှာကျွန်တော်ကစားသမား2ယောက်ကိုတတိထားမိတယ်ပထမအဦးဆုံးကစားသမားကတော့ဇူဝီမန်ဒီပဲ ဇူဗီမန်တီကအဝေးကွင်းကစားပုံအားနေတယ်ပြီးတော့ဇူဗီမန်တီက box to box ကစားနိုင်တာကိုလက်ခံတယ်ဘောလုံးကတစ်ဖက်အသင်းကစားသမားစီရောက်သွားပြီဆိုရှင်အဲခန်းစစ်ပိုင်းကစားသမား၄ယောက်နဲ့ပူးပေါင်းအောင်ဒီကလန်ရိုက်ဆိုအဲ့လိုမပူးပေါင်းမဲနဲ့ဒီကလန်ရိုက်ကခန်းစစ်၄ယောက်နဲ့ပူးပေါင်းပြီးတော့ခန်းစစ်ကိုမမထန်ထန်ကစားတယ်ခန်းစစ်ကူတယ်ဇူဗီမန်တီကခန်းစစ်မကူခန်းစစ်မကူဝဲနဲ့သူ့ box to box ထားထားတာခန်းစစ်မကူအောင်လို့ပြန်ပြောထားလာတော့သူ ဒီလိုပဲပေါ့ပြပြပဲကစားရတယ်။ Superman D ရဲ့ rating ကိုကျွန်တော်တိတ်မကြိုက်ဘူး။အဝေးကွင်း rating တွေကို။အဝေးကွင်းမှာ overall rating နည်းတယ်။ပြီးတော့အဝေးကွင်းမှာကစားတာကြီးကိုတိတ်မကြိုက်ဘူး။အိမ်ကွင်းတော့ Superman D ကောင်းတယ်။အဲ Superman D ကအဝေးကွင်းမှာတန်း80နဲ့တန်အောင်တော့တခုခုလုတ်ပြပေးစင်တယ်လို့ကျွန်တော်ထင်တယ်။ပြီးတော့ Declan Rice နဲ့ခန်းစစ်ကစားသမား၄ယောက်ရှိရင် Arsenal အသင်းခန်းစစ်ကအရန်လုံတယ်။ David Raya နဲ့ဆိုကွက်တီပဲ။အားကြောင့်လဲဆိုခန်းစစ်ကို ဥဆောင်နိုင်တဲ့ကွင်းလယ်အဖြစ်ကစားသမားရှိတယ်ခန်းစစ်ကစားသမား၄ယောက်ရှိရဆိုတော့လုံတယ်အဲ့တော့ကြောင့် Declan Rice နဲ့ Zubi Mandi ဆိုရင် Declan Rice ကတော့ပို့ပြီးတော့ခရာကြတယ် Zubi Mandi ပျောက်သွားတယ်နောက်ကစားသမားတစ်ယောက်က SC SC ရကြတော့ဘာဖြစ်လဲဆိုတော့ဟိုစာကာနဲ့သူတွဲနိုင်တယ်တွဲနိုင်တယ်ဆိုတာဟို1 2ရိုက်တာတို့ဟို short pass လေးတွေအတူလေးတွေဒီလို training မှာကန်နဲ့ပေါ့ပေါ့ပါ W ကွင်းသေးကန်နဲ့ပုံစံမျိုးလောက်ပဲ အဲ့စီကန်နိုင်သေးတယ်အဲ့စီ68တန်းပေးရတယ်နော်ဒါပေမဲ့ဘူကာယိုဆာကာနဲ့တွဲကစားရုံလောင်းနဲ့တော့68တန်းမတန်ဘူးလို့ထင်တယ်အဲ့စီဒီတဲ့အများကြီးလုံးပြရမယ်ဘာကြောင့်လဲဆိုတော့အိုဒီကက်တန်ရရသွားဘယ်နှလားကြာမလဲကျွန်တော်တို့မသိသေးဘူးအိုဒီကက်ရဲ့တဝက်တောင်အဲ့စီမကစားနိုင်ဘူးဒီနေ့အဲ့ဒီစီရောက်ရင်အဲ့စီရဆာကာကိုပေးဆာကာဘာလုပ်လဲဆာကာ creative player လုပ်နေရတယ် စာကတောင်းပန်ကစားသမားအိုဒီကက်ရှိရင်အိုဒီကက်ကစာကကိုထိုးပေးရင်စာကပြေးပြီးတော့စာက finishing လုပ်မယ်စာကဘေးကိုထိုးပေးမယ်စာက attacking လုပ်မယ်ဒါမျိုးစာကသွားတာအဲ့ဒါကိုအဲဒီကအိုဒီကက်လိုမကစားနိုင်တော့အဲဒီကစာကကိုပဲကုခိုင်းနေတယ်အဲဒီကစာကနဲ့တွဲတယ်ဒါမဲ့ကိုယ်တိုင် creative player မလုံးနိုင်ဘူးသူ့ကိုကိုင်းလဲတိုက်စစ်ထားတာဗျာသူ creative player လုတ်ပေးရမယ် ဲ့တော့ तू မလုပ်ပေးနိုင်အောင်စကားကိုပဲခိုင်းနေစကားပဲ creatively လုပ်ပေးတာ Victor Jokic ပြေးလမ်းကြောင်းပေါ်ချပေးတဲ့ဘောလုံးနှလုံးစုကြည့်လိုက်ဒါစကားပဲ creatively လုပ်ပေးတယ်အဲ့ဒါကြောင့်ဒီနေ့ပွဲစဉ်မှာ AC လည်းမစုံ Zui Mandy လည်းမစုံဒီကစားသမားနှစ်ယောက်တော့ပြောစရာရှိတယ် Arsenal Niner ကိုဂုဏ်ယူတဲ့ကျင်းတဲ့အစင်တရတာလဲဝမ်းတာလဲပျော်လဲပျော်တယ်အဓိကကတော့အန်တိုနီဒေလာလည်းသဘောမကျဘူးဝမ်းဝမ်းဖြစ်အောင်တမင်ကြံစီတယ်လို့ပြင်တယ် ကျန်တာတွေကတော့ဘာမှပြောစရာမရှိဘူးအကုန်လုံးကြိုက်တယ်မာတင်နယ်လီလည်းဒီနေ့ကြိုးစားလာတယ်သဘောကျသူကတော့အဲ့လိုစူပါဆက်စကန်ကောင်းတယ် Trossos ကတော့ဒီနေ့နေရာယူမှန်တယ်လို့ပြောရမှာပေါ့ပထမပိုင်းမှာတော့ Trossos ရဲ့ကစားပုံကတလောက်ကြီးမဟုတ်ဘူးဒုတိယပိုင်းမှာတော့နေရာယူမှန်မှန်နဲ့ကိုးသွင်းသွားတဲ့အတွက် process ကောင်းတယ် man of the match ရသွားတယ်ဘူကာဥစားကလည်းတကယ်ကိုကစားပါတယ်ဒီကစားသမား theory only ပုံစံမျိုးတောင်ကစားလာနေတာကိုကျွန်တော်တွေ့ရတယ် captain လက်ပတ်ကြီးပတ်ပြီးတော့ကိုကိုကို confidence ရှိရှိယုံကြည်မှုရှိရှိနဲ့အသင်းကိုထမ်းတင်ပေးနေတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဗျာတန်150မကလည်းတန်လာအောင်ပါနောက်ပိုင်းဘူကာဥစားကရှိရင်တော့ arsenal ကအနာဂတ်လှမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်တခု တိုက်ဆက်ပိုင်းမှာအားနေတာဆိုရင် ဘယ်တောင်မှအကုတ္တိဘူကာဥစာကတော့မကစားနိုင်သေးဘူးဘူကာဥစာကတဝက်လည်းမကစားနိုင်ဘူးဟိုမဒူအကီလာရင်တော့ဘယ်တောင်မှမှာမဒူအကီထားရမယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့အယမ်းမြန်တဲ့ကစားသမားတယောက်လိုတယ်ဗျ။အစီနဲ့အလုံးမဖြစ်သေးပြန်ဘူးအစီကအိုဒီကန်နေရာလဲမကစားနိုင်ဘူးဘေတောင်မန်မှာလဲအဲ့လောက်မစွမ်းဆောင်နိုင်ဘူးဆိုတော့အစီရဲ့68တန်းအမ်အာဆင်နယ်မှာတိတ်ပြီးတော့အစီကအလုံးမဖြစ်သေးဘူးဗျအဲ့ဒါတခုတော့ရှိတယ်ဗျ Vita Yogres နဲ့ပတ်သက်လို့တော့ Vita Yogres က short on target နှစ်ချိန်မှကထီတယ်။ဂိုးပြစ်မပြောင်းလဲနိုင်သေးတာပဲရှိတယ်။အတလုံးကတော့ချော်သွားတယ်ဒါ Yogres နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာမှပြောစရာမလိုဘူး။ဒီနေ့ဝမ်းစီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အများကြီးဝမ်းသာမိပါတယ်။အဆုံးထိကြည့်ရှုပေးကြရတဲ့ brother တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။